အခုလာမဲ့12လပိုင်း12ရက်နေ့ဟာဆရာတို့ဒီတနေ့လုံးမှာမှ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲเนาะအယန်းကိုမှထူကြတဲ့နေ့အယန်းကိုမှလွန်စွာမှယရိယာအစီမံနေเนาะအတိတ်ထံနေဝင်မယ်ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်တနှစ်တာလုံးကံကောင်းစေမယ်နေ့တစ်နေ့ဖြစ်ပါတယ်ဘာလို့လဲဆိုရင်ဆရာတို့ပေါ့เนาะဒီ12လပိုင်းဆိုတာဆရာတို့2025ခုနှစ်ရဲ့နောက်ဆုံးနှစ်ဖြစ်တယ် နော်စနေရက်နေ့လည်းဖြစ်တယ်အဲ့တော့စနေရက်စနေလဆိုတာကတော့ဗောနော်ဆရာတို့ယရိယအစီမံတွေလုပ်မယ်ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်စနေရက်စနေလနေ့ပြီးတော့စနေလပိုင်းတလလုံးရော2026ခုနှစ်တလလုံးရောကံနေကောင်းမယ်ငွေတွေဝင်မယ်နော်တနစ်တာလုံးလက်ပွင့်လက်ရွှင်ပြီးတော့ကံကောင်းစေမှာဖြစ်ပါတယ်ဒီဒီတနင်္လာမှာမှစနေရက်စနေလဟာနောက်ဆုံး တကားသုံးခုပွင့်မဲ့နေဖြစ်ပါတယ်ဆရာကတော့မြန်မာလူမျိုးမြန်မာပြည်ရင်ဆရာဖြစ်တဲ့အတွက်ဆရာတို့ပေါ့နော်ဒီ12ရက်12လကိုဆရာတို့ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုရင်เนาะတကားသုံးခုကိုဆရာတို့ပွင့်မှာဖြစ်ပါတယ်ဒီတကားသုံးခုကိုဆရာတို့ဖွင့်နိုင်တယ်ဆိုတော့မှเนาะမိမိကိုယ်တိုင်ဖွင့်ရမှာဖြစ်ပါတယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးဖွင့်ရမှာဖြစ်ပါတယ်ဒီတကားသုံးခုကိုဖွင့်နိုင်ပြီဆိုရင်ဆရာတို့ဒီ12ရက်12လကနေစပြီးတော့2026ခုနှစ်တနှစ်တာလုံးကိုမှာ ဝေဝင်စေတယ်ကံကောင်းစေတယ်လက်ပွေလက်ရွှင်စေတယ်စီဝါတက်စေတယ်เนาะအလောက်ကိုင်းနေအစဉ်ပြေစေတယ်ငွေဝင်ကျန်းစေတယ်เนาะငွေကိုအစုလိုက်အပြုံလိုက်ဝင်စေတယ်ကိုယီမန်းထားတဲ့ရည်ရွယ်ထားတဲ့ကိစ္စတွေလည်းအစဉ်ပြေစေတယ်အကျွေးတွေလည်းကြည်စေတယ်เนาะလက်လွန်ထားတဲ့ငွေကြေးတွေလည်းပြန်လဲရရှိစေတယ်ကိုရောင်းချင်တဲ့ပစ္စည်းတွေရောင်းထွက်ချင်တဲ့ပစ္စည်းတွေဝယ်ချင်တဲ့ပစ္စည်းတွေလည်းအစဉ်ပြေချောမွေးစွာနဲ့ကိုကရရှိစေပါတယ်အဲ့တော့12ရက်12လဆိုတာ နော် energy အရန်ကြီးရဲ့နေနော် energy တွေအရန်ကြီးရဲ့ပြီးတော့နောက်တစ်ခုကဘေးရင်သဘောတဘာဝအရာဒီလိုရက်မျိုးမှာရက်ရည်ရပြုတ်လို့မယ်ဆိုရင်ဆရာခုနပြောလို့ပဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုတဲ့အတိုင်းပဲ12ရက်12လဟာရက်ရည်ရလုံးလိုက်မယ်ဆိုရင်2026တစ်ခုလုံးရောနော်ဒီ12လပိုင်းတစ်ခုလုံးရောဝေဝင်သေးတယ်ကံကောင်းသေးတယ်အလောက်ကိုင်းနေတိတိတတာကိုအစဉ်ပြေသေးတယ်နော်ကို့မှာရှိတဲ့အတိုက်ခိုက်အနောက်ရှက်တွေလည်းကင်းသေးတယ်နော်လူချစ်လူခင်ပေါ်သေးတယ်စမ်းပွင့်သေးတယ်အဲ့တော့ ်ဆရာဒီတနင်္လုံးမှမှ channel လာတွေကတော့ဆရာတကားတွေဖွင့်ပေးပြီးသွားပြီတကားပွင့်တဲ့နည်းရလဲဆရာပြောပြီးသွားပြီဆရာဒီနေ့မှတော့တကား၃ခုပွင့်มาဖြစ်ပါတယ်အဲ့ဒါကတော့ဘာတကားလဲဆိုရင်ပထမတကားတစ်ခုကတော့ရွှေတကားငွေတကားဖြစ်ပါတယ်ရွှေတကားငွေတကားကိုဆရာတို့ဖွင့်ပေးလိုက်မယ်ဆိုရင်စနေလပိုင်းကနေစပြီးတော့တနစ်တာလုံးเนาะရွှေတွေဝင်စေတယ်ငွေတွေဝင်စေတယ်เนาะစည်းစိမ်ဥစ္စာတွေချမ်းသာစေတယ်တိုးပွားစေတယ်เนาะဒီချက်ပို့ပြီးတော့ချမ်းသာအောင်မြင်တဲ့ဘဝတစ်ခုကိုရရှိစေတယ် ပြီးတော့နောက်တစ်ခုကကန်တကားဖွင့်ရမှာဖြစ်ပါတယ်မိမိကိုယ်တိုင်ပဲဖွင့်ရမယ်ဖွင့်ရမယ်နီးလန်းတွေကိုဆရာပြောပြမှာဖြစ်ပါတယ်ရတရားတွေကိုပြောပြမှာဖြစ်ပါတယ်ကန်တကားကတော့မိမိရဲ့ကန်ဒီကောင်းလာအောင်ကန်ဒီတက်လာအောင်เนาะမိမိရဲ့ကန်ဆိုးနေတာကြီးပပျောက်ပြီးတော့ကန်မြင့်ကန်တက်ပြီးတော့မှကန်အကောင်းဆုံးအထွတ်အထိပ်ကိုရောက်ရှိစေမယ့်ရတရားကိုပြောပြောပြမှာဖြစ်ပါတယ်အဲ့ဒါတော့ကန်တကားဖွင့်မှာဖြစ်ပါတယ်နောက်တစ်ခုကလက်တကားလက်တကားကတော့ဆရာတို့ မိမိမှာပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုပွင့်စေရမယ်၊ကံပွင့်စေရမယ်၊လက်ပွင့်စေရမယ်၊လက်ရွှင်စေရမယ်၊ငွေဝင်စေရမယ်။ပိတ်ဆို့နေတဲ့အရာတွေအားလုံးပွင့်စေပြီးတော့လက်ပွင့်လက်ရွှင်စေပြီးတော့ငွေဝင်ကံကောင်းစေမယ်တကားဖြစ်ပါတယ်။အဲ့တော့ဒီတကားသုံးခုကိုဆရာတို့ဒီနေ့မှာယရိယာအစီမံတွေလုပ်မယ်၊စူတောင်းမှုတွေပြုလုပ်ပြီးတော့မှဖွင့်မယ်ဆိုရင်ဆရာတို့တစ်နှစ်တာလုံးနော်2026တနှစ်တာလုံးရောဒီ12လပိုင်းတလလုံးရောမိမိမှာရှိတဲ့အခက်ခဲတွေအားလုံးပြေလည်စေပြီးတော့ငွေဝင်ကျန်းစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ် ဆရာရေတရာတွေကတော့အရန်ဝမှာအစွမ်းထက်ပြီးတော့ထူကြတဲ့ထူကြတဲ့အစီမံရေတရာတွေကိုပဲဆရာခွန်ရဲ့သာသမီတွေကိုဆရာကပေးတာဖြစ်ပါတယ်နော်အဲ့တော့တေးသေးချာချာလေးသာလိုက်လို့ပါယုံယုံကြည်ကြည်နဲ့သာလိုက်လို့ပါစနေရက်စနေလမှာတကားသုံးခုပဲဖွင့်မယ်ဖွင့်ပြီးပြီဆိုတာနဲ့တနစ်တာလုံးကန်ကောင်းအောင်ဆရာတို့ဒီနေ့မှာတေချာပေါက်ပြုလုပ်မယ်နော်အဲ့ဒါဆိုရင်ဆရာဒီနေ့ရေတရာလေးကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်ရေတရာကတော့ စနေရစနေလာမှာပြုလို့ရမှာဖြစ်ပါတယ်နေတိုင်းလုတ်เสียမလို့ပါဘူးတရက်သေးပဲပြုလို့ရမှာဖြစ်ပါတယ်ပြုလို့ရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်7နာရီခွဲတွင်းကိုပြုလို့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ဆရာတို့ပထမတစ်ခုရွှေတကားငွေတကားပွင့်ဖို့အတွက်ပေါ့เนาะဆရာတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတောက်တော်ကြီး9ခွက်ကတ်လို့ရမှာဖြစ်ပါတယ်เนาะဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ကတ်ပြီးတော့ကုသိုလ်ယူတယ်ဆိုတာဒီလို နေထူးနေမြတ်ရက်ကောင်းရက်မြတ်เนาะပြီးတော့ energy တွေအရန်ပြေးဝနေတဲ့ရက် ပြီးတော့မိမိစိတ်တွေရှင်လွမ်းပြီးတော့မှရက်ကောင်းရက်မြတ်ဖြစ်တဲ့12ရက်12လမှာမြတ်စွာဘုရားရှင်ကိုဆရာတို့စွန့်ကပ်ကုသိုလ်ယူပြီးတော့ရတရားလုပ်ပြီးတော့ဆူတောင်းမှုတွေလုပ်ပြီးတော့ပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုဆရာတို့ဖွင့်ပေးมาဖြစ်ပါတယ်အဲ့တော့ရွှေတကားငွေတကားကွေးဖို့အတွက်ကော်ဖီ၅ခွက်ကပ်မယ်နော်ပြီးရင်ဆရာတို့လက်တကားပေါ့နော်လက်တကားပွင့်ဖို့အတွက်ဆရာတို့ပေါ့နော်နင်းစီအနီရောင်၅ပွင့်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ကတ်လူမယ်နော်အဲ့တော့ရွှေတကားငွေတကားရဲ့လက်တကားရဲ့ဆရာတို့နော်ပြီးသွားပြီ အဲ့တော့ခါကြတော့အဲ့တော့ခါကြတော့ဆရာတို့ကန်တကားပေါ့နော်ကန်တကားအတွက်ဆရာတို့ပေါ့နော်ကိမ့်မုံ၅ချက်ကတ်လူရမှာဖြစ်ပါတယ်အဲ့တော့ရွှေတကားငွေတကားလက်တကားဒီပွင့်ဖို့အတွက်ကိမ့်မုံ၅ခု coffee ၅ခွက်နော်အဲ့ဒါတွေကိုဆရာတို့နင်းစီပန်းအနီရောင်၅ပွင့်ကိုကတ်လူရမှာဖြစ်ပါတယ်နော်ပြီးရင်ဆရာတို့ပေါ့နော်ဒီတနစ်လုံးမှာပိတ်ဆို့နေတဲ့အရာတွေပေါ့နော်ပိတ်ဆို့နေတဲ့အရာတွေအားလုံးကိုဆရာတို့ပွင့်စေဖို့အတွက်ရည်ရည်လေးတစ်ခုပေးမယ် ်ဟိုမိမိက2025ခုနှစ်လအစနေပြီးတော့ဒီ17လပိုင်းအထိကိုကန်နေစိုးနေတယ်ကန်နေညံ့နေတယ်စီးဝါမတက်ဘူးစီးဝါရေးတွေကျနေတယ်အကျွေးတွေတင်နေတယ်နော်လောင်းကစားလောက်တိုင်းလဲရှုံးနေဘာပဲလှုပ်လို့အရှုံးပေါ်တယ်ဘာပဲလှုပ်လို့အဆင်မပြေဘူးနောက်ဆုံးကိုကအလုံးတော်လုံနေတယ်ငွေတော့ဝင်နေအဲ့ငွေရမမြဲဘူးပြန်ပြန်ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်နော်ဒီကန်နေကန်စိုးနေရအားလုံးအဲ့ရတွေအားလုံးဖြစ်နေရလူတွေအပေါ်ပေါ့နော်အယောင်းဝယ်ပါတယ်စီးပွားမတက်ဘူးစသည်ဖြင့်မျိုးစုံဝေးကျင်းတဲ့ဘိုင်းမှာစီးပွားရေးဘိုင်းမှာ ဖြစ်နေတဲ့လူတွေအတွက်ကတော့ဆရာတို့ပေါ့နော်အဲဒီမှာဖျောင်းနိုင်ရတော့ဆရာမချထားတော့ဘူးဒီတိုင်းပဲပြလိုက်မယ်လားဖျောင်းနိုင်ဖျောင်းနိုင်ငါးတိုင်းလိုတယ်နော်အဲ့ဒါကတော့ရွှေတကားငွေတကားလက်တကားကန်တကားနဲ့မဆိုင်ဘူးဒါကတော့တသက်ဖျောင်းနိုင်ငါးတိုင်းထုံးပြီးဆရာတို့ဆူတောင်းရမှာဒါကတော့ကို့မှာပိတ်ဆို့နေတဲ့အရာတွေပွင့်ဖို့ပေါ့နော်အဲ့ဒါတော့ဖျောင်းနိုင်ငါးတိုင်းကိုညာဘက်လက်နဲ့ကင်မယ်တန်မုတ်တွေကားတာကို16កောက်ယွတ်မယ်ဘယ်ဘက်လက်နဲ့ပြန်ကင်မယ်24ပစ္စည်းအချင်းကို16កောက်ယွတ်မယ်ယွတ်ပြီးပြီဆိုတာနဲ့မျက်စောဖျားကိုစီမီကတ်မယ် ကက်ပြီးပြီဆိုတာနဲ့ဆူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို12ရက်12လဖြစ်တဲ့နေထူးနေမြတ်နေကောင်းနေမြတ်ရက်ကောင်းရက်မြတ်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့နော်ကော်ဖီငါးကွက်ကိမ့်မုံငါးခုစီမီးဖြူရောင်ငါးတိုင်နော်နေ့စီပဲအနီရောင်ငါးပွင့်ကိုကက်လူပူဇော်ပါတယ်ကက်လူရသောစေတနာတရာတရားမြတ်တာအကျိုးများကြောင့်တပည့်တော်သည်ဒီ12ရက်12လမှာဒီရတရာကိုဒီအစီမံကိုပြုလုပ်ပြီးတဲ့အချိန်အနည်းစပြီးတော့တပည့်တော်သည်ယခုအချိန်ယခုကာလကနေစပြီးတော့ပေါ့နော်တနှစ်တာလုံး ငွေဝင်ပါစေကံကောင်းပါစေရွှေတကားငွေတကားပွင့်ပါစေလက်တကားပွင့်ပါစေကံတကားပွင့်ပါစေဒီထက်မကလူနိုင်တန်းနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေဖြစ်ကြပါစေဒီထက်မကလည်းလူနိုင်တန်းနိုင်တဲ့ပုံကိုယ်သူပုံကိုယ်မြတ်တွေလည်းဖြစ်ပါစေလို့ဆရာတို့ဆုတောင်းမယ်ဒီထက်မကလည်းလူနိုင်တန်းနိုင်ပါစေလို့ဆုတောင်းမယ်ဒါဆိုရင်ဆရာတို့ဒီတကားသုံးခုလုံးပွင့်သွားပြီးတော့မှ ခုနပိတ်ဆို့နေတဲ့အရာတွေပါပွင့်သွားပြီးတော့အဆဆအရာရာတိတိတတ်တာကိုအစင်ပြေလာပါလိမ့်မယ်ဆိုတာကိုဆရာအာမခံပါတယ်ဆရာအာမခံနိုင်တာကတော့ဒီရတရားဟာအယံဝမအစွမ်းထက်ပြီးတော့ထူကြတဲ့ရတရားဖြစ်ပါတယ်အဲ့တော့တိတိချာချာလေးသာလုပ်ပါယုံယုံကြည်ကြည်နဲ့သာလုပ်ပါမိမိရဲ့စိတ်ထဲမှာကုသိုလ်စိတ်တွေတရားစိတ်တွေအပြည့်အဝထားပြီးတော့မှလုပ်ပါဒီလိုစနလပိုင်းရဲ့နောက်ဆုံးနေ့ဖြစ်တဲ့12ရက်စနလမှာ energy အယံကောင်းတဲ့နေ့မှာ နောက်ဆုံးပိတ်အိမ်ွဲ့လွယ်ဆိုတဲ့အတိုင်းပဲမိမိမှာတနစ်တာလုံးကန်ဆိုးခဲ့သမျှကန်ကောင်းခဲ့သမျှကိုဒီနေ့မှာကန်ကောင်းအောင်လက်ပွင့်အောင်လက်ရွှင်အောင်ငွေဝင်အောင်ဆရာတို့ပြုလုပ်ရမှာဖြစ်ပါတယ်။ဆရာဒီနေ့ရေးကြီးရလေးလည်းပြောပြပါမယ်။ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါ။အဲပြီးတော့နောက်တစ်ခါတော့ဒီရီယာပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုများများလေး share ထားပေးပါ။ဒီနေ့ကအရေးကြီးတဲ့နေ့ဖြစ်လို့တခြားခုနှစ်ရက်သားသမီးတွေလည်း like လုပ်လို့ရတော့ ါခါကြတော့ကိုလည်းပို့ပြီးတော့ကုသိုလ်ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုများများ share ထားပေးပါ Facebook group တွေမှာလည်း share ထားပေးပါမိမိရဲ့ account မှာလည်း share ထားပေးပါလို့ဆရာပြောချင်ပါတယ်เนาะပြီးရင်နောက်တစ်ခုကတော့ဗာလဲဆိုရင် comment မှာမိမိရဲ့နေနံကိုရေးခဲ့ပါဆရာတဦးတယောက်ချင်းစီတိုင်းကိုငွေဝင်အောင်ဒီတကား၃ခုပွင့်အောင်လို့ဆရာဘက်ကလည်း suit down ပေးมาဖြစ်ပါတယ်ပြောနောက်တစ်ခုကဘာလဲဆိုရင်ဆရာရဲ့ TikTok account Facebook account ကိုလည်း like and share လေးလုပ်ထားပေးဖို့ပြောချင်ပါတယ်ပြီးတော့ဆရာတို့အခုဆိုရင် line ပေါ်မှာဆရာ account အတူတွေ page အတူတွေပေါ်နေပါတယ်အဲ့တော့ဆရာပြိဿတ်တွေ ဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင်ဆရာရဲ့ Viber ဖုန်းနံပါတ်39966လုံး331 Telegram ဖုန်းနံပါတ်66လုံး331မှာဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်လို့ရပါတယ်ဆရာအကောင့်တူတွေ page အတူတွေရှိတော့တစ်ချက်လေးတော့သတိထားပေးကြပါဆရာရဲ့ KBZ page ငွေလွှဲအကောင့်ဖုန်းနံပါတ်ကလည်း66လုံး396ကြီးပဲ6လုံး331ဖြစ်ပါတယ်အဲ့တော့ဆရာပြည်သက်တွေအကုန်လုံးဆရာနဲ့ဓာတ်ရိုက်ဆက်သွယ်ခြင်းနဲ့ဆိုရင်ဒီဖုန်းရဲ့ Viber Messenger တို့မှာဆက်သွယ်လို့ရပါတယ်ပြီးတော့ဆရာအရေးကြီးတာတစ်ခုပြောပြပါမယ်ဆရာစီမှာ12ရက်12လအတွက်ပေါ့နော် ငွေမုံတိုင်းဆိုတဲ့ယတရားကိုဆရာတို့ဆရာပြုလုပ်ပေးနေပါတယ်ယတရားရဲ့နာမည်ကငွေမုံတိုင်းဆိုတဲ့ယတရားဖြစ်ပါတယ်ငွေကိုမုံတိုင်းတိုက်တယ်လို့မျိုးမိမိထံကိုဝင်လာအောင်လို့ဆရာ12ရက်12လမှာအပြင်းထန်ဆုံးနောက်ဆုံးပိတ်အိမ်နဲ့လွယ်ဆိုတဲ့ယတရားတစ်ခုကိုပြုလုပ်ပေးมาဖြစ်ပါတယ်ယတရားရဲ့နာမည်ကငွေမုံတိုင်းဆိုတဲ့ယတရားဖြစ်ပါတယ်ဒီယတရားကိုအချင်းနဲ့ဆိုရင် Viber Messenger မှာလာအပ်ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုယတရားပြုလုပ်ပေးมาဖြစ်ပါတယ်ရုံရုံကြီးကြီးနဲ့သာယတရားလာအပ်လဲပါဆရာစီမှာယတရားအပ်မယ်ဆိုရင် ငွေမုံတိုင်းဧရိယာအပ်မယ်ဆိုရင်12လပိုင်းတလလုံးငွေဝင်ကျန်းစေရမယ်2026ခုနှစ်မှာကံကောင်းစေရမယ်ဆိုတာကိုဆရာကအာမခံပါတယ်နော်ပြီးတော့ဆရာစီမှာဒါဆရာကိုယ်တိုင်နော်နှစ်သစ်အတွက်ဒေချာလေးစီမံထားတဲ့အဆောင်လက်ကောက်လေးတွေလည်းဝယ်လို့ရပါပြီဒါဆရာကိုယ်တိုင်နော်ယရိယာအစီမံတွေပြုလုပ်ထားတဲ့အဆောင်လက်ကောက်လေးဖြစ်ပါတယ်ဝယ်ပြောက်ဝယ်ကြပါအရန်ဟိုမှာအစွမ်းထက်ပြီးတော့ထူးခြားတဲ့အဆောင်လက်ကောက်လေးတွေဖြစ်ပါတယ်2026ခုနှစ်အတွက်ယရိယာအစ်စ်တွေအစီမံအစ်စ်တွေပြုလုပ်ထားတာဖြစ်ပါတယ်